အားလုံးပဲမင်္ဂလာပါရှင်ကျမတွေနေပြပြမယ့်အဆောင်လေးကတော့ဆရာတိုးဆောင်ရေးသားထားတဲ့လက်ညိုးထိုးရည်ပန်းဝေသည်ဆိုတဲ့အဆောင်ကလေးရဲ့ခန်းဆက်ပဲဖြစ်ပါတယ်ရှင်။အရှိုက်ကိုထက်ကန်သည့်ခြေထောက်ကိုတော့ကိုနှစ်ကာကဖမ်းထားနိုင်သည်။ဒါပေမဲ့ဖုံကြောပြင်တလျှောက်စူးအောင်သွားသည်။ဦးလေးတောင်းပြေးတော့ အော်တန်ဆုံးစင်မှာရင်မက်ပေါ်ခွာစီခံလိုက်ရပြီးနောက်မျက်နာအနှံ့စီအချိန်ပြင်းပြင်းထိုးသွင်းလိုက်တော့လက်သီးများခွတ်ခွတ်ဖြောင်းဖုံရှိကလောက်အင်အားနှင့်တွန်းကန်ကာကွယ်ရင်းကျွန်တော်ဦးလေးတောင်းကိုတတိပေးနေမိသေးသည်ဦးလေးတောင်းပြေးပြေးတော့ခွတ် ချက်ပေါင်းများစွာ အထိုးခံရသည့်မျက်နာက နာယာမှတဖြည်းဖြည်းထုံလာသည် ထုံယာမှတဖြည်းဖြည်းထူလာ၏ဘေးသို့စောင်းငယ်နိုင်စွမ်းပင်မရှိတော့ဒိုဗီမဲလက်သေးချက်တွေကတော့အဆက်မပြတ်ကြာစင်းနေတော့ပြီးတော့ပြီးတော့ကျွန်တော်ဘာမှမသိတော့ဖင်ကြီးကိုမုံသည် အခုထိမမြင်ဘူးသေးသောဥတိုင်ညိုဆိုသည့်လူကြီးကိုလည်းမုံသည် အမုံဆုံးကတော့လောင်းကစားဟူသော အရာကြီးကိုပါပင်ကောင်းကျိုးနေသည့်ထိုအရာကိုဘားကြောင်များလူတွေဖက်တွဲထားရသည်နီသူကလူတွေကိုဘားတွေကောင်းကျိုးပြုသည်နီအကျိုးရှိသည့်ထောင်းအောင်လောင်းကစားကြောင်ရရှိသည့်အကျိုးအမြတ်ကရောဘယ်လောက်ကြာကြာခံမာနီး ကိုကြီးอยู่ရသည်တဘာဝမဟုတ်သည်ကြောင့်ပြန်ပေးရသောအလှဲ့လဲတေချာပေါင်းရှိနေလိမ့်မည်ယခုတော့ဖေကြီးပြန်ပေးနေရပြီယူအလှဲ့တုံးကမတိတာပေမဲ့ပြန်ပေးရတော့တဘဝစာရှင်ရုံးမယ်ဟူသောမိန်ကလေးတူကဂျားကန်အုံးချကန်တက်တဲ့တာသမီမကောင်းမိပါကောင်း မိဘမကောင်းတော့လဲตาသမီးကောင်းထိရတာပါပဲအရှိစီမှာမြင်းသုံးစီးနှင့်လူသုံးယောက်ရှေဆုံးမှာဥဆောင်သွားနေသူကဖေကြီးမြင်းသုံးစီးနောက်မှာနွားဆွဲလဲရင်လေးတစီထိုးပေါ်တွင်ရှိုင်ကြီးတငယ်ငိုကြွေးနေသူမိန်းကလေးတူပါလာသည် ထွက်လာကလေးကငိုနေသောအငိုမှာယခုအချိန်ထိမရံတန်နိုင်သည် တလန်းလုံးငိုလာသည်မို့ပါးပြင်တစ်ခုလုံးမျက်ရည်စရီနှင့်စေထန်းကနေသည်ဝမ်းနေလိုက်သည်မှာတအားလောင်းကစားပွဲတစ်ခုရဲ့အဆုံးတက်မှာမြေးစားပင်ဖြစ်သွားရသူက သူမဖေကြီးမတရားဘူးသူမကိုချစ်တယ်ဆိုတာဘာကိုပြောတာနည်း ဖေကြီးသူ့မဘက်ကို လုံးဝထဲမတွဲခဲအလုံသမားပေါင်းများစွာရဲ့ဘဝကိုကြည်ပြီး ရွေးလိုက်ရတာပါတဲ့သူ့မသည်တတ်မဲ့အယုတ်တယုံမဟုတ် အသွေးနှင့်အသားနှင့်ခံစားတတ်သောနှလုံးသားနှင့်တကယ်တော့အလုံသမားပေါင်းများစွာရဲ့ဘဝနဲ့သူ့မကိုလဲလိုက်တာမဟုတ်ပါဘူးဖေကြီးရဲ့အတာနဲ့သူ့မကိုလဲလိုက်တာပါ အလौဒမားတွေရဲ့ဘဝကိုငဲ့လျင်ဘာကြောင့်ယခုအလောင်းအစားကို ပြူခဲ့ပါသလဲတတလုံးရှားဖွေးစူးစောင်းခဲ့ရသော စီးစိန်အလုံးနဲ့ပုံပြီးလောင်းကြီးထက်ခဲ့ပါတဲ့။မိခိုးသူတွေရဲ့ဘဝနှင့်အလဲခံရခြင်းထက်အတ္တတစ်ခုနှင့်အလဲခံရခြင်းကိုပို၍နာခြင်းသည်။ကိုမွေးထားတဲ့တာသမီကိုပိုင်သည် မှားမှမှန်မှန်ကို့ဆုံးဖြတ်ချက်အတိုင်းလိုင်းနာရမည်ဟုသည့်သဘောထားကိုလည်းမုံသည်ဒါပေမဲ့သူမဘာမှမတတ်နိုင်ခဲ့ပါကြည်မေကတော့သူမလက်ကိုစုပ်ကရင်အန်ကျိတ်ထား၏ကြည်မေပါပြင်မှလည်းမျက်ရည်စာရီကြဆင်းလို့သူမတို့လှဲရင်လေးဘေးမှာမြင်းတစည်းနှင့်ကိုကြည်မောင်ကပ်လိုက်လာသည် နောက်မှာကသူမအသုံးဆောင်ပစ္စည်းများတင်ဆောင်လာသည်ဝန်တင်လှဲတစီထိုလှဲနောက်မှာအစုံးပိန်မြင်းနှကောင်းနှင့်လူနှစ်ယောက်စားထွက်လာစဉ်ကညနေပင်ရှိသေးပေမဲ့ယခုမိုးဆုံဆုံချုံနေပြီမိုးချုံတော့လေမီးတုံများထုံညိကခရီးဆက်လျက်မကြခင်တွေးပင်ရွာကိုရောက်တော်မီထိုစင်မှာပဲ သူမရင်တွင်သို့နာမည်တစ်ခုဖြန့်စည်းသွားသည်ကနောင်သူဘယ်ရောက်နေလဲကွယ်ချင်းသားရသို့ဘားကြောင်များရောက်မလာရတာလဲကနောင်ရောက်မလာသည်ကြောင့်ယခုလှဲပေါ်တွင် သူမပါလာရခြင်းပါချင်းသားသောနေရာတွင် သူနှင့်ကိုကြီးမောင်ကနောင်ကိုစောင့်နေခဲ့ပါ၏တမတ်ချင်းကြော်လွန်ပြီးသည့်အထိကနောင်ရောက်မလား ကနောင်ရောက်မလာပေမဲ့မြင်းတစည်းနဲ့ဖေကြီးရောက်လာပါသည်။သူမတို့ရည်ရွယ်ချက်ကိုသိပေမဲ့အပြစ်မဆိုးကိုကြီးမောင်ကိုပင် အရင်လိုမှန်မဲခြင်းမရှိ။သူမကိုမြင်းပေါ်တင်၍အိမ်ပြန်ခေါ်သွားသည်။ထိုနောက်မှာသူမဘဝဤငရေကန်းသည်စတော်၏။ ငရဲတကားဝါတို့သွားရမည်အတွက်ဝမ်းနဲ့ခံစားနေရသလိုတစ်ဖက်ကလည်းချင်းထားရာတို့ရောက်မလာတော့ကနောင်ကိုစိတ်ပူမိသေးသည်ကနောင်ဘယ်လိုနည်းနဲ့မှ သူမနဲ့အဝေးခံနိုင်လိမ့်မည်မဟုတ်ပါ အရောက်လာရန်မဖြစ်မနေကြိုးပမ်းမည်မှတေချာသည် သို့တော့ရောက်မလာခဲ့ အန်ဒီယန်တို့ခုခုများကြုံနေလို့လား ငိုကြွေးနေလျက်မှာချစ်သူကို ပူပင်မိသေးသည် ကိုကြီးမောင်ကတော့ကနောင်တီချာပေါက်လိုက်လာလိမ့်မည်ဆို၏ယခုအချိန်အထိတော့ကနောင်အရေးအယောင်ကိုပင် မမြင်ရသည်အရှိစီမမီးအောင်လက်လက်ဖြင့်ရွာကြီးတရွာကိုလှမ်းမြေနေရပြီး မကြခင်ငရဲတကားဝသို့ရောက်တော်မီမတော်နဲ့မရောက်ပါစေနဲ့ တွေးပင်ရွာကို မရောက်ပါစေနဲ့ဖေးကြီးစိတ်ပြောင်းပြီးနောက်ပြန်လှဲပါစေသို့တော်စူတောင်းသည်စူတောင်းမျှသာဖြစ်ခဲ၏လက်တွေကို မလွန်ဆန်းနိုင်ခဲ့ပါမီးအောင်တွေနှင့်နှီးတထဲနှီးလာသည်တပြေးပြေးနှင့်လဲဝင်းပြေများမှလုံမြောက်ခါတပင်ဝါးပင်တွေအောက်ရောက်လာသည် မကြခင်မှာပင်သူမကိုတင်ဆောင်လာသည်လှဲရင်လေးမှာတွေးပင်ရွာတွင်သို့ချင်းနှင်းဝင်ရောက်ခဲ့တော်၏ရွာကိုဝင်တော့ជីမေကသူမလက်ကိုဖြင့်ညဲ့သည်ခေါင်းကိုငုံကသူမဤကနေဆိုင်ကိုလိုက်သည် လူဘဝဟူသည်ကတခါတရံ၌ငရေဆန်တန်း၏ မီးရောင်ညင်ညင်ထိုးကြနေသောအရက်တွင်လှဲရံသွားသည်ရှေပိုင်းစီမှဖေးကြီးနှင့်လူတချို့၏စကားပြောဆိုသံကိုကြားရ၏တအောင်ကြတော့ဝန်းတကားဖွင့်သံပေါ်လာသည် ရောက်ပြီပေါ့ရင်တွင်မှ တလက်လက်ဖြစ်ကားအလိုလိုမောလာပြီးအသက်ရှူမဝါတော်သလို ခေါင်းကိုငုံထားပေမဲ့အင်ကြီးစီမအတန်များကိုကြားနေရ၏ကြီးမေလက်ကိုတင်းတင်းဆုပ်ကိုင်းထားမိသည် အောင်လေးမီးအောင်တွင် ပြောင်ပြောင်ဝင်းနေသောအိမ်တကမာကြီးရှိကိုရောက်တော့လဲမှရက်သွားသည် ထိုခဏတမီးလေးရောက်ပြီးဆင်းရအောင်ဖေကြီးတန်ကိုကြားတော့ကြီးမေကလဲပေါ်မှအရင်ဆင်းသည် ပေတော့သူမဆင်းရလွယ်ကူစီရန်လမ်းကပ်ပြီးခေါင်းငုံထားလျက်မှပင်ကြီးမေလက်ကိုအားပြုပြီးလှဲပေါ်မှဆင်းလိုက်သည်မြေကြီးနှင့်ခြေတော်ထိမိပြီးပြီးချင်းခန္ဓာကိုယ်နေရာနှံ့စီမှမလုံးကျုံသောခံစားမှုများကိုတပြိုင်နက်ခံစားလိုက်ရ၏ဒါဟာလူပေါင်းများစွာသူမကိုဝိုင်းကြည့်နေကြသေချာသည် ခံစားမှုငုံထားသောကောင်းပင်ထက်မှန်ငုံကြသွားသည်လားမသိပါလာဗျာဦးချမ်းသာဧည့်သည်တွေတောင်တော်တော်ဆုံနေပြီဗျဖနန်အမဲရောင်ဝစ်စင်ထားသောလူကြီးတဦးဖေးကြီးနားရောက်လာပြီးအိမ်တွင်သို့လက်ဆွဲခေါ်သွားသည်ကဲလာကြဗျာအားလုံးပဲအိမ်ထဲကိုကြွားကြပါဖေးကြီးနောက်မှာတူမနှင့်ကြီးမီး ပြီးတော့ကိုကြီးမှဒီလိုနေခေါ်ဆောင်ရာအတိုင်းသူမတို့အိမ်ထဲပါသွားကြသည်အကိုကြီးကတော့စိတ်ပူနေတာတအောက်နေမှရောက်မလာရင်ကျွန်တော်တို့လိုက်လာတော့မလို့ကိုကြီးမှခြေလန်းရက်သွားသည်သူတို့စကားမှားသွားကြောင်းတည်တည်ထင်၏ကြ བྱ ာကြရာပင်မျက်နှချိုသွေးပြင်ဆင်သည်မဟုတ်ပါဘူး ညမှောင်နေပြီဆိုတော့လမ်းခရီးမှာစိတ်မချလိုပါ။တိတဲ့အတိုင်းပဲတွေးပင်နဲ့ပွေးလာကုန်းက ခရီးနီးတာမဟုတ်ဘူးလေ။မရောက်လာပါကလိုက်လာမည်ဆိုခြင်းသည်မယုံကြည်သည့်သဘော။ရင်သီးသည့်သဘောတို့အချုံအစာများများပါနေသည်မဟုတ်ပါလား။ ခေါင်းငုံလျှောက်လာသည်မို့အင်ကြီးအတွင်းထဲကို ရောက်နေပြီဖြစ်မှန်းကြမ်းခင်းကော်စောများဤတောက်ပြောင်မှုအရာတည်နေသည်ဘားကြောင့်မှန်းမသိတကားတစ်ချက်ဖွင့်ပြီးအခန်းကျယ်ကြီးတစ်ခုအတွင်ဝင်ရောက်မိချိန်မှာသူမစိတ်ဝဲတွင်အောင်းငယ်မှုတို့အလိုလိုဖြစ်ထွန်းလာသည်တဆက်တဲ့အနေဖြင့် ကြောင်ယွန့်စိန်ရှက်ယွန့်စိန်များတပြိုင်နက်ဖြစ်လာပြီးဒီနောက်တမီးလီရှင်းကြီးမီတတိလက်လို့ခေါင်းမောမိချင်းမြင်လိုက်ရသည့်မြင်ခွေးမှာကဖယားရီအခန်းအပြည့်စုယုံထားသောလူအုပ်ကြီးထိုလူအုပ်ကြီး၏ထိပ်ပိုင်းစီမှာထိုင်နေသောမုတ်စိန်မွေးကျင်စွဲနှင့်လူကြီးတဦး အချိန်ခဏလေးအတွင်းသူမခန္ဓာကိုနေရာအနှံ့စီဝိုင်းဝန်းထိုးစိတ်လိုက်ကြသည်မျက်လုံးများရှက်စိတ်ယုံမုံစိတ်မိမသားတူဤကြောင်းရုံစိတ်တွေဖြင့်မျက်လုံးတို့ပြဝေသွားစဉ်စိတ်တွင်းမှာလန့်အော်လိုက်မိသည်ကကနောင်ရေရိုးမယ်ကိုကဲပါအောင်နားထဲမှာခေါ်တန်လိုလိုကြားလိုက်ရ၏ ဖြတ်ခနဲ့မျက်လုံးစွဲဖွင့်တော့ကျေယောင်ပြိုးပြဲသောကောင်းငင်တစ်ခုကိုမြင်ရသည်လာချမ်းကွေးလေးကအနောက်တောင်တနေရာမှအာယူပွင့်အားလျက်ထိုခဏမှာပင်မျက်လုံးတဝိုင်းဆက်ပြင်းမှုဝေဒနာကိုခံစားလိုက်ရသည်မျက်ခမ်းစာတွေအလိုလိုပိတ်ကျသွားပါသည်ငါဘယ်ကိုရောက်နေတာလဲ မျက်လုံးမိထားလျက်စဉ်းစားတော့ခန္ဓာကိုယ်ကရွှေလျားနေသလိုခံစားရသည်တခါတခါတွင်မြောက်တက်သွား၏ထိုအခါမျိုးတွင်ကြောပြင်စီမှစူးအောင်သွားတတ်ပါသည်ပြီးတော့ကျောအောက်ဖက်စီမှာဝင်ရိုးချင်းပုတ်တိုက်တန်းတကြီးကြီးကိုလဲကြာရသည်ဟဲ့နွားထိုအခါမှာ ကျွန်တော်ရောက်နေရာအရက်ကိုသဘောပေါက်လိုက်သည်။နွားလဲတစည်းပေါ်ပက်လက်အနေအထားဖြင့်ရှိနေတာပါ။ပချောင်း၊နှထင်းနှင့်မေယိုနှာနူယိုးစတာတွေက မခံမရနိုင်အောင် နာကျင်နေသည်။ငါပါလို့လှဲပေါ်ရောက်နေတာလေ။နောက်ပြီးငါတကိုယ်လုံးဘာကြောင့်နာကျင်နေရတာလဲ။ထက်စင်းစားတော့ခေါင်းတွင်းမှာလျှက်ပြက်သွားသည်။ ဟင်ရိုးမယ်ပထမဆုံးတတိယလာသူကရိုးမယ်ရိုးမယ်ကိုခိုးပြေးရန်ရွာထိတ်တွင် ကိုကြီးမောင်နှင့်ချိန်ထားတာပါထိုမတိုင်ခင်လူ၅ယောက်ရောက်လာပြီးကျွန်တော်ကိုဖမ်းဆီးဖို့ကြိုးစား၏မမြတာစွာစင်လွဲခဲ့ရသည့်ပွဲတပွဲလဲပေါ်ခွစီ၍ဒရဇက်ထိုးသွင်းလာသောလက်သည်များထိုနောက်မှာကျွန်တော်ဘာမှမသိတော့ ရခုနွားလဲတစည်းပေါ်ရောက်နေသည်ပြေတော့ညအချိန်ရိုးမယ်နှင့်တွေ့ဆုံရန် ပြောထားသောအချိန်ကိုကြော်လွန်သွားခဲ့ပြီဘယ်လိုလုပ်ရပါမလဲကျွန်တော်ကို သူတို့ဘယ်ခေါ်သွားနေကြတာလဲဘယ်နေရာကိုလဲရောက်နေပြီလဲရိုးမယ်ကရော ကျွန်တော်ကိုစောင့်နေတုံးလားလဲဆောင်လိုက်တိုင်းဘဲဘဲပေါင်ကစူးကနေစူးကနေနာကျင်နေသည လမ်းနှစ်ဖက်စီမှာတင်းကျပ်မှုကိုခံစားရ၏ဓာတ်ထီထားသည့်ကြောင့်ပေါင်မနာကျင်နေခြင်းဖြစ်ပြီးလက်နှစ်ဖက်တင်းကျပ်မှုမှာတော့ကျိုးတုပ်ခံထားရခြင်းကြောင့်ဖြစ်သည်လှဲပေါ်တွင် လူပဲနှစ်ယောက်ပါလာတယ်တတိထားပြီးမျက်လုံးတစ်ဖက်ကို အနှဲငယ်ဖွင့်ကြည့်တော့တွေးရသည်ကတစ်ဖက်တစ်ချက်စီတွင်ထိုင်နေသော လူနှစ်ယောက်ခေါင်းတက်တဲ့မှာလှဲမောင်းနေသူတယောက် သုံးယောက်တည်းလှဲမောင်းသမားကတော့ရွာကန်ဖြစ်ဟန်တူသည်ဒါဆိုကျွန်တော်နဲ့အတူပါလာတော့လူနဲ့ယောက်ကျွန်တော်ကိုသတိမရတော့သေးဘူးဟုထင်ပြီးအေးအေးလူလူထိုင်နေကြခြင်းဖြစ်သည် သူတို့နှစ်ဦးကြားတွင် အရှိကိုခေါင်းပေးလျက်ကျွန်တော်ကပက်လန်အနေထားမျက်လုံးကိုပြန်မိပြီးနားဆွင့်ကြည့်တော့နောက်လဲတစီပါလာသေးသည် သူတို့အဖွဲမှကြံသုံးယောက်နောက်လဲနေလိုက်လာသေးထင်၏သူတို့နှင့်ပါသွားရန်ဘယ်လိုမှမဖြစ်နိုင်ပါကျွန်တော်မှရိုးမယ်ရှိနေသေးသည်ပြီးတော့ယခုညသည်ကျွန်တော်တို့နှစ်ဦးအတွက်အဆုံးအဖြတ်ဒီညလိုမြောက်သွားပါကရိုးမယ်နေကျွန်တော်တသက်လုံးဝေးပေပြီချိန်နာသောနေရာတွင်ရိုးမယ်ရှိနေပါဦးမည်လားယခုကဘယ်အချိန်ရှိပြီလဲ ထိုးစင်မှာပင်ကြောင်ကြီးကိုတော်တော်သွားရအောင်မလားသွားရမှာပေါ့ဆရာရဲ့ရွာကထွက်လာတာမှမကြသေးဘူးခေါင်းဆောင်ဖြစ်သူဤစိတ်မရှိဟန်အမေကိုလှဲမောင်းသူကပြန်ဖြေသည်ထိုစကားအရာရွာမှအရန်ကြီးမဝေးသေးမှခံမှန်းမိလိုက်သည်လက်ကိုကျိုးတုပ်ထားပေမဲ့ခြေတော့ကိုလွတ်ထားသည်ကြောင့်ခုံချပြေးလျင်ရနိုင်သည ဒါပေမဲ့ပောင်မတန်းရာနဲ့ကွင်းထီးထီးမှာကျန်တော်မြေမြကြကြထွက်ပြေးနိုင်ပါမည်လေ။ဤမြတန်းရာတွေနဲ့သူတို့ငါးယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန်လဲမလွယ်ကူနိုင်ပါ။ဆရာတို့လှဲရန်တိုင်းကိုခဏကိုင်းထားပြီးတော့ရှေ့မှာချောင်းဖြတ်ဖို့ရှိတယ်။ဖယားမတာပါပဲ။လှဲသမားစကားကကျွန်တော်ကို ထခုံမတန်ဝမ်းသာသွားစေသည်။ ရောင်းရှိနေသောနေရာဒေသနှင့်လူမြောက်ရန်လမ်းစဉ်ကိုလည်းချင်းတွန်မိလိုက်သည်ရှေ့တွင်ရှိနေသောချောင်းရိုးကိုကျွန်တော်ကောင်းကောင်းသိသည်ကြောက်ကြီးနှင့်ပွေးလာကုန်းရွာကြားတွင်တခုတည်းရှိသောချောင်းရိုးနောက်ပြီးထိုချောင်းကလွေးပင်ရွာဘက်သို့ဆက်လက်စီးဆင်းသွားသည်ရွာနှင့်ဘယ်လောက်မှမဝေးသေးပါကုန်းပေါ်တွင်လှင်းမှဆင်းပြေးရန်မဖြစ် ဒါပေမဲ့ရေမာတော့ဖြစ်နိုင်သည်ချောင်းလေရောက်ချင်ကိုကိုလှဲပေါ်မှလှိန်ချလိုက်မိညာမောင်မောင်မှာချောင်းရီကမဲမဲပြေးလေပြီကျွန်တော်အတွက်အခွင့်အရေးကရှိနေပြီဒါပေမဲ့ဟဲ့ကောင်ဒီကောင်ကိုဆွဲထားအောင်လှဲရရေထဲမောင်းစင်မှာတော်ကြပြုတ်ကြသွားအောင်မယ်ဟင်း ကျွန်တော်လက်နှစ်ဖက်ကိုတစ်ဖက်တစ်ချက်စီမှာတင်းနှင်းဆုပ်ကိုင်းသောအထီအတွေ့တခုသူက အသက်ရှူရက်သွားသည်သွားပြီကံကြမ္မာကမျက်နှာသာပေးပြီးကမှလူမြောက်ရာတကားကိုပိတ်ပြလိုက်ပြီအားထည့်ထိန်ချုပ်ထားသောလက်နှစ်ဖက်ကြောင့်လှဲပေါ်မှလှိမ့်ချရန်မဖြစ်နိုင်တော့လှဲကအနေမိုင်းကို မောင်းဆင်းသွားသည် ရေသံများကိုကြားရ၏။လှဲမောင်းသူကချိန်ကိုတပြင်းပြင်းရရင်တစ်ဖက်ကန်းရောက်ရန်နွားနှကောင်ကိုညာတန်ပေးနေသည်။ပထမရေတိမ်ပိုင်းပြီးတော့ရေနံပိုင်းကြီးရဲရောက်စင်မှာချုပ်ကင်ထားသောလက်နှစ်ဖက်က အားပူပြင်းလာသည်ကြောင့်ကျွန်တော်ငြိမ်နေလိုက်ရတော့သည်။ရုံးပြီးကမှ မလို့မြောက်လျင်ပိုဆိုးသွားနိုင်သည်မဟုတ်ပါလား။ ဒီလိုနဲ့တဖက်ကန်းကိုရောက်သွားခဲ့ပါသည်လှဲလန်းချောင်းစီပြန်လဲခြေချောင်းမီမှာချုပ်ကင်ထားသောလက်ချောင်းတွေကရော့ကျသွားသည်တိတ်မကြခင်မှာမူလအတိုင်းလွတ်လပ်ခွင့်ရ၏ရာသီအခွင့်အရေးကိုကျွန်တော်လက်လော်မခံပါအသက်ကိုဝအောင်ရှူသွင်း၍မန်းတစ်ချဲသွင်းကစခနေထထား၍လှဲပေါ်မှလှိန်ချလိုက်သည် ြေပေါ်ကြော့ကြတော့နောင်လဲလို့ရန်ဘေးကိုထတ်လှိန်သည်လှဲလန်းเจ้าမှာဖုံတွေကျွန်တော်တကူလုံးကို လူးသွား၏လေးငါးဘက်လဲသွားပြီးစင်မှာအာယူကုန်းထပြီးချောင်းယိုးရှိရာဘက်စီတို့ပြေးပါတော့သည် ပထမတော့လှဲနှစီလုံးကြောင်နေသေးသည်ပြီးတော့မှဟာဟိတ်ကောင်မပြေးနဲ့ အော်သူကအော်လှဲပေါ်မှာခုံစင်းသူကစင်းကျွန်တော်ကတော့ခြေတစ်ဖက်ကိုအားပြု၍ချောင်းယိုးစီအမြန်ဆုံးရောက်အောင်ပြေးသည်ကံမဆုံးကိုရောက်တော့ဒိန်တနတ်တန်တစ်ချက်နှင့်အတူကျွန်တော်ခန္ဓာကိုချောင်းလေးကိုလွင့်ကြသွားသည်ဝမ်ကောင်းပေါ်ပေါ်ချင်းအတက်ကိုအမောတကောရှူရသည် ။နောက်လှည့်ကြည့်တော့အတော်ဝေးဝေးကမ်းမပေါ်တွင်လှုံရှားပြေးလွှားနေသူများကို တွေ့ရ၏။လက်မှာတောက်ထားသောကျိုးကိုပဇက်နှင့်ကိုက်ဖြီးသည်။တော်တော်နေမရ။အာဟုန်တုံးမှတစ်ဖက်ပြေးသွား၏။ကျိုးပြေတော့ရေထဲသို့ဥဆိုင်ပြစင်းလိုက်ပါသည်ဒုတိယအကြိမ်ကောင်းဖော်တော့လူရိတ်လူရောင်များကိုမတွေ့ရတော့ပါ ဒီတော့မှကန်းဆက်ကိုအလင်အမြန်ကူးလိုက်သည်သဲတောင်ပြင်ပေါ်ရောက်တော့လူကတော်တော်မောနေပြီဟင်းလင်းပြင်ဖြစ်နေသောသဲတောင်ပေမို့စိတ်ချလက်ချမနာရဲ့ညာဘက်ပင်ဖြစ်တော်လဲအရင်မဲမဲကိုတော့တွေကောင်းတွေနိုင်သည် မဟုတ်ပါလားကမ်းမဆုံးအွယ်လေးရောက်မှခြေပြေးလက်ပြေးထိုင်ချလိုက်သည် မြေနံရန်ကိုမိကခိတခနာအမောဖြီအချိန်မရှိသည်မို့အမောစေးလောက်တော့ထိုင်ရာမှထားလိုက်ပါသည် ရောက်ရာနေရာကိုစုံစမ်းတော့လဝဲပဲအရက်စီမှမီးရောင်လဲလဲကို တွေ့ရသည် အချိန်အတော်ကြာနေထားဘူးသူမို့မှားเสียရမရှိပါ ပွေးလာကုန်ရမြင်ရသောအရက်သည် ရွာမြောက်ဖဲအရက် ရွာထိပ်ရောက်ရန်တော်တော်ပြန်သွားရအောင်မီရွာထိပ်တွင်ရိုးမယ်ရှိနေပါအောင်မီလားရောက်လို့သောကြီးစွာဖြင့်ကမ်းမပေါ်တွားတက်လိုက်ပါသည်ရှေမလန်မကန်းတွင် ပြောင်းမှုကင်းများရှိနေ၏ကိုကိုကိုင်းကပြောင်းမှုကင်းရှိရာသို့တွဲတွဲလန်းလိုက်သည်ခြေတစ်ဖက်တန်ရာရထားသည်မို့စိတ်သွားတိုင်းတော့ကိုမပါ ဒါပေမဲ့ပြောင်းမှုကင်းနဲ့ခန္ဓာကိုယ်တိုးဝင်သွားပြီးချိန်မှာတော့နောက်ကျောလုံသွားသလိုခံစားရသည်ဟိုလူငါးယောက်ကိုကြောက်ရံမရှိတော့ကျွန်တော်နေမည်ဖြစ်သွားခဲ့ပြီမဟုတ်ပါလားထိုနောက်တော့ညာဘက်ခြေတော်ကိုအာပြု၍ရွာထိတ်ကိုဥတီသည်ဘဲဘဲပေါင်မှတစစ်စစ်ကြိုက်နေသောဒံယာနှင့်အတူရင်းထဲမှာဗလောင်စုနေ၏ ရိုးမယ်ကျွန်တော်ကိုစောင့်နေပါဦးမီလားဒါမှမဟုတ်တွေးပင်ကိုပဲပါသွားပြီလားရှောင်ရင်းရှောင်ရင်းနဲ့ခြေထောက်မှတန်ရာကြောင့်ချွေးစေးတွေပြန်လာသည်အချိန်ကြာလေပိုနာလေဖြစ်ပေမဲ့အန်ကိုကြိတ်ခါဆက်ရှောင်နေစေနောက်ဆုံးတော့ဟာအန်အိုးစိမ့်နေဝန်းနေစိတ်ကိုကျွန်တော်တပြိုင်တည်းခံစားလိုက်ရပါသည် ရွာထိပ်ကိုကိုပင်အောက်မှာမြင်းမြူလေးတကောင်ခြေစုံရက်ခါနေ၏ရင်တွင်မှပြောင်းလဲဖြစ်ထွန်းသွားသောအတိုင်းမသိပျော်ရွှင်မှုများကိုပျော်ပြ၍ရနိုင်မည်မထင်တော့ပါ ရိုးမယ်ဤအချစ်တော်မြင်းမြူလေးဒါဆိုရိုးမယ်ဒီအချိန်တိုင်းအောင်ကျွန်တော်ကိုစောင့်နေတာပေါ့ပင်မမှုနားချင်းကြိုက်ခဲမှုအလုံးပင်ဘယ်နာရောက်ကုန်သည်မသိတော့ပါရိုးမယ် အတန်ကုန်အောင်ရင်ပြေးသွားတော့မင်းလေးကရှေ့ခြေကိုမြောက်ရင်းတစ်ချက်ထဟိဒါပေမဲ့ရိုးမယ်ရိုးမယ်တပင်အောင်ရောက်ချိန်မှာရိုးမယ်ကိုမတွေးရစိုးရိမ်စိတ်တွေရင်ဝဲဖြစ်ပြီးရိုးမယ်ကိုရောက်နေပြီလေရိုးမယ်ဘာမှလဲတောင်းပြန်မှုမရှိအရင်အယောင်ကိုမမြင် ြင်းလေးစီပြေးသွားတော့ထူးခြားမှုတစ်ခုကိုတွေ့ရ၏လေဘက်တွင်ထိုးညံ့ထားသောစာလေးတစ်စောင်အလင်းမြန်ဖွင့်ကြည့်လိုက်ပေမဲ့ဘာရေးထားမှန်းမမြင်ရပါထို့ကြောင့်တပင်အောင်မှ ပြေးထွက်လိုက်၏စာမှတစ်ကြောင်နဲ့ဒါပေမဲ့လက်သေးကွင်းလာမင်းကလည်းထိုးတစ်ကြောင်နဲ့စာအားရှင်းလင်းပြတ်သားမှုကိုမပေးနိုင် သို့တော်လဲကံကောင်းသည်ဟုပြောရမည်အကြောင်းကအရှိစီတွင်ပိုးဆုံးကျူးတို့ကိုမြူးနေ၏အကြံတစ်ချက်ပေါ်လာတော့ပိုးဆုံးကျူးအုပ်စီပြေးသွားပြီးနီးစက်ရာကိုလက်ဖြေဖန်ဆွဲလိုက်သည်တုံးအောင်ခန့်လက်သီးဆုပ်တွင်မှပါလာ၏လက်ချောင်းကြားမှထွက်သောပိုးဆုံးကျူးအလင်းဖြင့်စာကိုဖတ်ကြည့်တော့တွေးပင်ကိုအမြန်ဆုံးလိုက်လာပါ ကြည်မောင်ပိုးဆောင်ကျူးများကိုပင်ကျေစုမတင်အားတော့စားဖက်ပြီးပြီးချင်းတစ်ပင်အောင်ပြန်ပြေးကမြင်းမော်ခုန်တက်၍ဇက်လွတ်လိုက်ပါသည် ခွာတန်တစ်ဖြောင်းဖြောင်းကညာဦးရံမှစူညံသွား၏တွေးပင်ကိုသွားရာလမ်းမသိသည်ကြောင့်ချောင်းရိုးစီပြန်မောင်းခဲ့သည်ချောင်းရိုးအတိုင်းအောက်သို့ဆုံဆင်းမှာကတွေးပင်ကိုရောက်မီမှအမှန်ပင်မဟုတ်ပါလား မြေလေးကတော့တောင်းဝင်းကြီးလွန်းစွာသခင်မရှိရာအရက်ကိုမယံမနာ ပြေးလွှာနေသည်ဇက်ကုံလွှတ်ထားပေမဲ့လည်းကျွန်တော်စိတ်တင်နှေးလွန်းသည်လို့ထင်မိသည် တွေးပင်ကို အမြန်ဆုံးရောက်ချင်နေပြီလေထို့ကြောင့်ချစ်သူလေး၏စိတ်နှစ်ကိုအန္တရာယ်ကင်းပါစေဆိုတောင်းရင်းမြင်းလေးကိုအားကိုတွန်ခိုင်းနေတာ တဆစ်စင်ကြိုက်ခဲနေသောဒံရများကိုတတိမရတော့နာကျင်မှုအလုံးကိုဥပိ္ပခာပြုပြီးချစ်သူရှိရာစီအရောက်သွားနေသည်ရှေတူရှူစီမှာတော်ရန်လေးတခုထိုတော်ရန်လေးဆုံးစီမှာမီးရောင်လဲလဲမရောက်ဘူးပေမဲ့ချစ်သူရှိရာရက်ကို အလိုလိုတည်နေသည် တွေးပင်ရွာမှတပါအချားမဖြစ်နိုင်တော့ ချောင်းယိုးမှခွဲထွက်ခါလဲဝေးများကိုဖျက်ချလိုက်သည် မကြခင်မှာပဲရွာဆက်ကိုရောက်လာ၏ဦးတိုင်ညိုကြားပေါင်းနာဝရှိထားခဲ့သောတွေးပင်ရွာမှဘရင်တပါတူဤအိမ်တော်ကြီးကအဘယ်အရက်စီမာနီရိုးမေကရောဘယ်မှာလဲဦးတိုင်ညိုဤအိမ်တော်ကြီးမှာရှိနေမှာလားကိုကြီးမောင်ကရော တည်ရင်စကားအရာမနှက်ဖန်မှာလက်ထပ်ပွဲကျင်းပါမည်ဟုတည်ထား၏။ဦးတိုင်ညိုအိမ်ကို အရင်ဆုံးတွေ့အောင်ရှာမည်။ဒါပေမဲ့တိတ်အကြာကြီးမရှာလိုက်ရ။ခန်းတော်ကြီးကျယ်သောမီးအောင်တို့ထိန်ထိန်ကြီးနေသောအိမ်တော်ကြီးသည်တရွာလုံးဤတခုတည်းသာရှိနေသည်မဟုတ်ပါလား။မလန်းမကန်းရောက်စင်မှာမှောင်ရိပ်တစ်ခုကိုရွေပြီးမြင်းကိုရက်လိုက်သည် ခြံဝင်းကြီးတစ်ခုလုံးကအောင်လင်းမီးအောင်တွေစိုက်ထွန်းထားသောမီးရုပ်တွေနှင့်ထိမ့်ထိမ့်သာလျက်အိမ်ဘေးကွက်လနိုင်မူးရေပျော်ပါနေကြသူများရှည်နေသည်ဥတိုင်ညိုတပေတပန်းများအောင်ပွဲခံနေကြသည်ထိမ့်ဤရိုးမယ်အိမ်ထဲတွင်ရှည်နေသည်လားတက်အပ်သေးချာတော့မတ်သည် ိမ်ထဲမှာဆိုလျင်တော့ဝင်ရောက်ခေါ်ယူရန်အစင်မပြေနိုင်ပါစောင့်ကြည့်နေစင်မှာပဲအိမ်ထဲမှာလူတယောက်ထွက်လာသည်ဟာကိုကြီးမောင်အောင်ခေါ်မိတော့မလို့ဖြစ်ပြီးမှတရိယကကိုပစက်ကိုပိတ်လိုက်ရသည်ကိုကြီးမောင်ကတော့အိမ်ဝတွင်ရက်ခါခြံပြင်ကိုလှမ်းမျောကြည့်နေ၏ မျက်နှာပုံမှန်အရာတစုံတရာကို ရှားဖွေစောင့်မျှော်နေကြောင်းထင်ရှားလာသည်ဘယ်လိုလုပ်ရမလဲကျွန်တော်ရောက်နေပြီဆိုတာ ကိုကြီးမောင်တီအောင်ဘယ်လိုလုပ်ရမလဲလာရောက်တော့ဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။